ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ကျွန်တော်တို့ဆက်ပြီးတော့ပြောရရင် Fabrizio Romano ပြောထားတဲ့အသင်းရဲ့ဘယ်နောက်ခံကစားမတို့တိုက်စစ်တို့နေရာတွေနဲ့ပတ်သက်တဲ့သတင်းပေါ့နော်။ပထမဆုံးကတော့ United ကကျွန်တော်တို့ပြန်လည်ခေါ်ယူဝင်စာချုပ်ရှိထားတဲ့ BB ကာမာကစားနေတဲ့နောက်ခံကစားသမားဖြစ်သူ Alvaro Fernandez ကိုပြန်ခေါ်တော့မှာမဟုတ်ဘူးပေါ့နော်။အဓိကကတော့သူ့ရဲ့နေရာမှာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းကပက်ထရစ်ဒူဂူကိုခေါ်ပြီးတော့ invest လုပ်နိုင်ခဲ့လို့ဖြစ်တယ်ဆိုပြီးကျွန်တော်သိရတယ်။ဆိုတော့ပက်ထရစ်ဒူဂူရှိနေတဲ့အတွက်ကျွန်တော်အနေနဲ့ပေါ့နော်ဒီဘင်ဘီကာမှာကစားနေတဲ့ကိုရီးယားကစားမှာအေဗာဒိုဖာနန်ဒက်စ်ကိုမခေါ်တော့ဘူးပေါ့။ဆိုတော့ဗျာဘယ်လိုပြောမလဲ။ဒါကလည်းပက်ထရစ်ဒူဂူတည်တံ့ကြောင်ဟုတ်ချင်မှာဟုတ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့အိုကင်ကတော့မှပက်ထရစ်ဒူဂူရှိမယ်။ပြီးလို့ရှိရင်အရန်အဖြစ်လူရှောလေးကစားလေးကစားလို့ရတယ်လို့ ီးလို့ရှိရင်ဟိုဗါလဲဒီဓာလောတို့မာစတာဘီတို့ကိုလည်းသူတို့ထက်တွက်မှာပဲเนาะအဲ့ဒါအပြင်ကျွန်တော်တို့ပြန်လာမယ့်မာလာစီယာမာလာစီယာတော့အငှားချမှာဗါပြီးလို့ရှိရင်လူငယ်လေးပြီးလို့ရှိရင်လူငယ်လေးဗါလဲဒီ Harry Armes တို့ကိုလည်းထက်တွက်မှာပဲဒါကြောင့်သူတို့ဒီက Everton Fernandez ကိုဟို ခေါ်ဖို့အတွက်ရက်တန်းခဲ့တာလို့ကျွန်တော်ထင်တယ်ဒါမြဲကျွန်တော်ပြောချင်တာရှင်းရှင်းလေးရယ် Patrick Dugu ကဘလူးမတ်အသင်းမှာကျွန်တော်တို့ဗောနော်ဒီထိတ်တန်းဘယ်နောက်ခံကစားမတစ်ယောက်ထိတ်တန်းဝင်းဘက်တစ်ယောက်ရဲ့အကြီးသွေးတွေမြင်မနေရဘူးဗျာ နော်တိုက်စစ်ကိုလိုက်ပါပံပိုးတဲ့နေရာမှာလဲသိပြီးတော့ကျွန်တော်တို့ကအချင်းချင်းကောင်းတာတွေကျွန်တော်တို့လက္ခဏာတွေခုချိန်ကြီးမတွေ့ရသေးဘူးချူချတော့လည်းပြောကြတယ်ဟာရောက်တာယာစီဘက်ပဲရှိသေးတယ်ဘာညာပေါ့ကျွန်တော်တို့ကကိုအသင်းမှာပုံမှန်ပွဲထွက်ခွင့်နေရာရတဲ့ကစားမတစ်ယောက်ကိုကျွန်တော်ခေါ်ထားရင်တရာဒီလုံးစောင့်ဖို့အချိန်မရှိဘူးကျွန်တော်နေရာမှာတော့ချက်ချင်းလက်ငင်းခြေသွန်းပြဖို့အတွက်မျောလင်းကြတာသူများအသင်းမှာဆိုလို့ရင်ကစားမတွေကိုခေါ်တဲ့ချက်ချင်းခြေသွန်းပြရတယ်ဒါမျိုးဖြစ်နေရမှာ ကိုတင်ပြိတက်တည်းကကျတော့ဟာနော်ယာစီဝက်ပဲရှိသေးလို့ပထမဆုံးယာစီပဲရှိသေးလို့ဘာညာတွေးပြီးနေကြတာတကယ်တမ်းက first line နဲ့မှာမင်းကိုထည့်ပြီးဆိုကြတဲ့ကအဲ့ဒီအတွက်ရည်ရွယ်ပြီးတော့ခေါ်တယ်ဆိုကြတဲ့ကငါတို့အချိန်မရဘူးမင်းချက်ချင်းခြေသွင်းပြမှရမှာဆိုတော့ပုံစံမျိုးပဲဟုတ်တယ်မလားဒါဒါကြောင့်လည်းရှိဒီ patrick dubu နဲ့ပတ်သက်လို့ရှိရင်အဆင်ပြေမနေဘူးဒါအပြင်ပြန်ခေါ်တဲ့နေရာမှာလည်းကျွန်တော်တို့က15တန်းလောက်ပဲကျွန်တော်တို့ကုန်မှာအလုံးစုံကုန်18တန်းလောက်ပဲကုန်မှာဒီလောက်ကိုကျွန်တော်ထပ်ပြီးတော့ invest မလုပ်နိုင်ဘူးလားပေါ့အကယ်လို့ patrick dubu ကိုကျွန်တော်တို့က အဆင်မပြေတော့ဘူးเนาะပြီးလို့ရှိရင် Everdo Fernandez ကလည်းတခြားကလပ်တင်းတစ်ခုကိုပြောင်းသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒါအတိဝေရတော့မယ်တဲ့ဟေးဆိုတေးရတဲ့တန်း50 50လာတော့မှာတန်း50 50လာတော့မှာလေ Harry Armes တို့ဘာလို့ဆိုတာမျိုးကလည်းလူငယ်ကစားမားလေးတယောက်ကိုအသင်းအကယ်ဒမီကထွက်လာလို့ကျွန်တော်တို့ကစိတ်ထဲမှာရှိနေကြတာတကယ်တကယ်တအလောက်ကြည့်ဒီအားကိုးရတဲ့အချိန်ဒီမှာရှိမနေဘူးဒါကြောင့်ဘောတော့အသင်းမှာကဒီ Everdo Fernandez ကိုပြန်ခေါ်ဖို့ကအများကြီးစဉ်းစားသင့်တဲ့နေရာမှာကျွန်တော်တို့ပါတယ်အကယ်လို့မြန်ချန်ပီယံစ်လိဝင်ဝင်နေပါလေရခဲ့မယ်ဆိုလို့ရှိရင် အတိထပ်ပူကောင်းတဲ့ကစားမတွေကိုကျွန်တော်လိုရ။နောက်ဆိုတော့ battery ဒူကူကိုကျွန်တော်အားကူပြီးတော့ left wing back တစ်လျှောက်မှာသူတစ်ယောက်တည်းနဲ့ကျွန်တော်ရှေ့ဆက်လို့ကျွန်တော်မရဘူး။နေရာတိုင်းမှာပူကောင်းတဲ့ကစားမတွေလိုတယ်။ဘာလို့လဲဆိုတော့အခုလက်ရှိကျွန်တော်တို့ပွဲထွက်လူစင်းကိုကျွန်တော်ကြည့်လိုက်ရင်တကယ်တကယ်အရေးချင်းရှိတယ်ဆိုတာမျိုးကနှစ်နေရာသုံးနေရာလောက်ပဲကျွန်တော်ရှိတာ။နော်နေရာအများစုမှာပူကောင်းတဲ့ကစားမတွေကိုကျွန်တော်လိုနေတာ။အဲ့ဒါကိုကျွန်တော်အနေနဲ့ပေါ့နော်။ဝါမလုံးနိုင်ဘူး။ဒါကြောင့်ဒီ Airpods Fanatics ကိုပြန်မခေါ်တော့ဘူးဆိုတာမျိုးကတော့အသင်းဘက်ကတော်တော်ကိုမှားတယ်လို့ကျွန်တော်ထင်တယ် နော်နောက်ကြလို့ရှိရင်တည်ကြတယ်နောက်ပြောင်းရွှေ့တစ်ခုလောက်ကြလို့ရှိရင်အတင်းကဘောနော်လက်ရှိ Patrick Duku လည်းအဆင်မပြေတော့ဘူးနောက်တစ်ယောက်လည်းပြန်ခေါ်ဖို့လိုပြီဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိမှာ Fernandez လိုကစားမမျိုးကိုမရတော့ဘူးဈေးကြီးပြီးပြီးတော့ကျွန်တော်ကစားမတယောက်ကိုကျွန်တော်ခေါ်မရတော့မှာနော်နောက်တစ်ယောက်ကိုကျွန်တော်ဆက်ပြီးတော့ကြည့်မယ်နောက်တစ်ခါအပြောင်းရွှေ့တင်းကိုကျွန်တော်ဆက်ပြီးကြည့်ရင် Peter Gugres ကိုလည်း Manchester United ကအမှန်ကန်စိတ်ဝင်စားနေစေဖြစ်တယ်ဗောနော။ကစားမရဲ့အနာဂတ်ကိုလည်းလာမယ့်ရက်ပိုင်းအတောအတွင်းမှာရှင်းရှင်းလင်းလင်းသိရမှာဖြစ်တယ်ဆိုပြီးတော့ပြောပြောထားတယ်။ ဒီနေရာမှာတိုက်စစ်ကတော့ဒီလိုအပ်ချက်ရှိနေတဲ့တိုက်စစ်မှုတယောက်လည်းကျွန်တော်မဖြစ်မနေခေါ်ရမယ်ဆိုတော့ Vidar Gugres ကို United ကစိတ်ဝင်စားတယ်ဆိုတာအထူးဆန်းတော့ကျွန်တော်မဟုတ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဟိုဒီနေရာမှာကစားမရဲ့အနာဂတ်ကိုရှင်းရှင်းလင်းလင်းသိရဖို့ရှိတယ်ဖာညာဆိုတာကဟိုအကယ်လို့မြင်ပေါ့နော်။ကစားမကလက်ရှိလက်ရှိသူကသူကပေါ်တူဂီမာဆိုဖလားရသွားပြီကိုစပိုနီလစ်ပွန်နဲ့ဖလားရသွားပြီဆိုတော့အဲဘယ်လိုပြောမလဲ။သူ့ရဲ့အနာဂတ်ကိုသူစဉ်းစားတော့မှာ เนาะဒီ Lisbon ကနေလည်းသူထွက်တော့မှာကိုเนาะ Sporting ကနေလည်းသူထွက်တော့မယ်ဆိုတော့ဒါကစားမပဲကိုပြောင်းမနေပါညာအဆုံးဖြတ်မှာပေါ့လေသူ့မှာလည်း offer တွေအများကြီးရှိမှာပဲဒီလိုကစားမတရားကိုเนาะအပြောက်ဟိုဂိုးတွေအများကြီးသွင်းထားတာဗျာဒီကြတာတစ်ခုကတော့ကိုရီအတွက် Champions League ဝင်ခွင့်မရရင်မျောလင်းချက်မရှိပါဘူး Champions League ဝင်ခွင့်ရရင်တောင်မှပြောင်းရွှေ့ခြင်းငါတို့ဘယ်လောက်ပြီးနိုင်မှာလဲဆိုတာလည်းရှိသေးတာဆိုတော့ Vita Gyokeres နဲ့ပတ်သက်လို့ရှိရင်အတင်းမှာမျောလင်းချက်အများကြီးမရှိဘူးလို့ကျွန်တော်ထင်တယ်အဓိကတော့ဟိုပြောင်းရွှေ့ခြင်းကြောင့်ပါပဲ ကစားမားရဲ့ဘက်ကလည်းပြောင်းရွှေ့ကြီးတွေမကဘူးပြတည်တယ်မလားဒီသူလောက်ခလာစားတို့ဘာလို့ဒီမကဘူး Champions League ဝင်ခွင့်မှာရကျင်နေတာအကယ်လို့ကိုရီ Champions League ဝင်ခွင့်ရတယ်ထားအောင်တော့ပြောင်းရွှေ့ကြီးဟာအတင်းတွယ်အခက်ခဲဖြစ်လာနိုင်နေပေါ့နော်ဒါကြောင့် Vida Gyokeres ကတော့ကျွန်တော်အတိုင်းအတာတစ်ခုတည်းမျှော်လင့်ချက်မရှိဘူးလို့ကျွန်တော်ယူဆတယ်ညီကလို့နေနေရောဘလို့မြင်ရလဲကျွန်တော် Vida Gyokeres ကိုခေါ်နိုင်စွမ်းရှိတယ်လို့ထင်ကြလားသူနေကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်